တနင်္လာသာသမီများတွင်2025ခုနှစ်ကနောက်ဆုံးလက်ကျန်နှစ်လတာဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလတို့ရဲ့အကကြမ္မာအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးဒါဗီရင်ဂိမ်းနဲ့စတင်ပြီးတော့ကျွန်တော်ကဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာတနင်္လာသာသမီများဟာဒီနှစ်လတာကာလတော်တွင်းမှာငွေကြေးစည်းဝါလက်လာပါပိုင်းနဲ့ပတ်သက်ပြီးတော့အထူးကိုပွင့်လန်းတိုးတက်လို့လာနိုင်ပါတယ်ပုံမှန်စည်းဝါ ပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်တခြားကြီးကြီးမားမားငွေကြီးအဝင်လမ်းကြောင်းတွေလည်းပဲပွင့်လန်းတိုးတက်လို့လာနိုင်ပါတယ်။ဒါကြောင့်မလို့ထီပေါက်သလိုချဲပေါက်သလိုအငွေရလိုက်သလိုမျိုးငွေတွေကြီးတွေအဲအစုလိုက်ပုံလိုက်အလုံးလိုက်ရင်လိုက်ဝင်လာနိုင်ပါတယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းမှတ်သများအကုန်လုံးဖွင့်ထားလို့ရပါတယ်။နောက်အလိုပဲငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတော်တော်များများကိုလည်းပဲပြည်လည်အောင် ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်လာပိုင်းခြားဆိုတာတွေကိုတွေ့ရပါတယ်ခင်ဗျာနောက်အလို့ပဲဒီနှစ်လတာကာလာတော်တွင်မှာတင်းလာသားသမီးများကခရီးသွားလာမှုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာညာသောအားဖြင့်အဆင်ပြေပါလိမ့်မယ်သွားပြလာပြတဲ့ခရီးသွားရလာတဲ့ခရီးကိစ္စတွေအားလုံးမှာစိတ်ချမ်းသာပါလိမ့်မယ်ပျော်ရွှင်ရပါလိမ့်မယ်နောက်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေ အောင်မြင်လိမ့်မယ်လို့တွေးရပါတယ်။နောက်လို့ပဲဒီနလတာကာလာတွင်းမှာတင်းလာသားသမီးများအနေနဲ့ကိုနှုတ်ကနေပြောတဲ့ဆိုတဲ့ဗကားလေးတွေလည်းပဲပြီးမြောက်အောင်မြင်စေတတ်တယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်ရီလို့ပဲဒီကူဒီနိုဝင်ဘာနဲ့ဒီဇင်ဘာလနှစ်လတာကာလာတော်တွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာ ိတာထင်ရှားစွာနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့အလုပ်လုပ်နေတဲ့သူတွေကလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့အဖက်မှာအောင်မြင်တိုးတက်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အတိတူးညံတူးအတွေ့အကြုံအမြင်တူးတွေရရှိတတ်တယ်။နောက်အဲ့ဒီလိုပဲမိကောင်းဆွေကောင်းဆရာသမားကောင်းတွေရဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။ ျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုထည့်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုထည့်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။တင်းလာသားမီးများဟာအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့လည်းနည်းမတိမကျဖြစ်နေတတ်ပါတယ်။ဟိုမရောက်တီများဖြစ်နေတတ်တယ်။ကိုလုံးနေတဲ့အလုပ်တွေမှာမပြီးမစီးဖြစ်နေတာတို့မပြီးမပြတ်ဖြစ်နေတာတို့ ထင်းကော့ခက်ခဲနေတာတို့ကြံ့ကြာနေတာတို့အဲ့လိုပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။နောက်အိမ်နဲ့အတူနေတဲ့သူတွေကလည်းပဲအိမ်နဲ့အစင်ပြေလိုက်မပြေလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေဖြစ်နေတတ်တဲ့ဆိုတာမျိုးတွေ့ရပါတယ်။နောက်ပြောချင်တာကအခုဒီနှလားတာကာလာတော်တွေမှာတရလသားမိတွေဟာစိတ်အတက်အကြလေးတွေဖြစ်နေတတ်တဲ့စိတ်မတည်ငြိမ်မှုလေးတွေဖြစ်ပေါ်စေတတ်တဲ့နောက်ရံလေးတွေအတိုက်အခိုက်လေးတွေအနည်းနဲ့များ ရှိလာနိုင်ပါတယ်အဲ့တော့ပြဿနာလေးတွေကိုတတ်နိုင်သရွေ့ပေါ့เนาะထိတ်တန့်ရင်ဆိုင်တွေးဆုံတာမျိုးတွေမရှိရလေအောင်ဂယူဆိုင်ပါဘာကြောင့်လဲဆိုတော့သေးတဲ့ပြဿနာကြီးသွားတဲ့တည်းကြီးတဲ့ပြဿနာဟာအဆုံးမတန်းနိုင်အောင် ဖြစ်တတ်တဲ့ပုံစံမျိုးလေးတွေကိုတွေးရလို့ပဲဖြစ်ပါတယ်အဲ့တော့ဒီကာလာတော့တွင်းနေမှာလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေကို ိတ်မကောင်းကျင်ဘူးလို့ကျွန်တော်တွေးရပါတယ်။ဒါပေမဲ့လူတွေနဲ့ပေါင်းသစ်ပတ်သက်ဆက်ဆံရတဲ့အရေးကိစ္စလေးတွေမှာတတ်နိုင်တဲ့ရွေးတော့ခယူဆိုင်ဖို့သိခံနိုင်ဖို့လည်းပဲအလိုမဲ့အရေးကြီးလာပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကတော့အကောင်းဘက်မှာရှိနိုင်တယ်ဆိုတာကိုတွေးရပါတယ်ခင်ဗျာ။ကြတာကတော့ လက်ရှိဒါဘီရင်ကိန်းကရဲ့အနေအထားကို ကြည့်ပြီးတော့ကျွန်တော်ကအရင်ဆုံးဟောပြောပေးခြင်းပဲဖြစ်ပါတယ်။တဲရောကလေးနဲ့လည်းပဲဒါကုဒီနလာတာကာလာတော်မှာဘလို့တူတူကြကြအဖြစ်ပြက်တွေပို့တင်လာတာနီးများနေတဲ့ဂျုံတွေးလာရနိုင်မလဲ။နောက်ဘလို့ရရရာတွေကိုလှုပ်ဆောင်သင့်ပါတယ်လဲဆိုတာကို ကြည့်ပြပါပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်း ်ဘေးရီမင်းမြန်းကျင်တဲ့ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားပါဗျ။အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းမေးကဘေးရီမင်းမြန်းတို့ရပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘေးရင်ဟော့စတန်လေးကိုကျွန်တော်ပို့ပေးတယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစောကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ ောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများအတွက်အခုဒီနိုဝင်ဘာလလာစားမိုက်နေကျွန်တော်ရန်ကုန်မှာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့လာရောက်တွေ့ဆုံကမေးမြန်းနိုင်ပါတယ်ခင်ဗျာအဲဒါအပြင်ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily offer တွေကိုကျွန်တော်ရဲ့ Bedin application လေးထဲမှာနေ့စဉ်နေ့တိုင်းတင်ပေးနေပါတယ်။ Play Store မှာစောရံထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ ဒါကျွန်တော်ရဲ့ video application လေးကို download ဆွဲကဒါကျွန်တော်ရဲ့ဒါနေ့တင်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေရောနောက်တစ်ပတ်စာဟောစတန်တွေတစ်လစာဟောစတန်တွေတစ်နှစ်စာဟောစတန်တွေကိုပါတနေရာထဲမှာတစုတဲတစည်းတဲကြည့်လို့ရအောင် တင်ပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုချစ်ကြည်အားပေးရတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ application လေးကို download ဆက်ပြီးတော့ကြည့်ရှုအားပေးတဲ့မိတ်ဆွေများက application လေးကို screenshot ရိုက်ပြီးလို့ရှိရင်ကျွန်တော်ရှိမှာဒီရဲ့ post out မှာပေါ့နော်ကမန်းလိုက်ပါပြီးရင်ကိုသိကျင်တဲ့မိကွန်တွေတခုကိုမေးခဲ့နိုင်ပါတယ်ကျွန်တော်ပြန်ပြီးတော့ဒါမြစ်တာတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်အဲအားပေးတဲ့မိတ်ဆွေများကို ဖြည့်ပြီးဟောပေးပါမယ်ခင်ဗျာ ကဲတော့ဆက်လက်ပြီးတော့တင်းလာတာမိများတဲ့ဟူဒီနိုဝင်မာနဲ့ဒီစင်မှာလက်ကျက်နှစ်လတာကာလတွေမှာဘလို့တူတူကြကြဖြစ်ပျက်မှုတွေရှိလာနိုင်မလဲဆိုတာကိုတဲရော့ကတ်လေးနဲ့ကတ်ချမဖတ်ကြားပေးလိုက်ပါပြီတင်းလာတာမိများခင်ဗျာဒီကာလတွေမှာချစ်သူခင်သူတွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်ပါတယ်အဲ့တော့စိတ်ချမ်းသာမှုပျော်ရွှင်မှုတော်တော်များများကိုကြုံတွေ့ရနိုင်ပါတယ် ခက်ကြီးနဲ့အလွန်အကျိုးပေးပါတယ်လို့တွေ့ရပါတယ်ခင်ဗျာ။နောက်ဒီချိန်ကာလအတွင်းမှာအဲကိုလိုချင်တဲ့ပစ္စည်းတွေရလာတာမျိုးပေါ့နော်။အဲ့တော့အဲ့ဒီခါမှာကိုရဲ့ဒါလှုပ်အားနဲ့ကိုယ်တိုင်ဝင်နိုင်တာရှိသလိုသူများရဲ့အထောက်ပံ့နဲ့သူများရဲ့ကူညီပံ့ပိုးမှုတွေလည်းရလာတာမျိုးတွေလည်းပဲဖြစ်လာနိုင်ပါတယ်။အဓိကတော့ချက်ကတော့ဒီနှစ်လတာကာလအတွင်းမှာပျော်အောင်နေပါ စိတ်ချမ်းသာအောင်နေပါ စိတ်ချမ်းသာပြီးတော့စိတ်ပျော်ရွှင်လေကိုယ့်ရဲ့ကံဒီ ပိုကောင်းလာနေပဲလို့တွေ့ရပါတယ်။ကန်နေလက်တွေပွင့်လန်းဖို့အတွက်ဆိုရင်မကြာခဏဆိုသလိုဖျားမှာတပြေပန်းတွေကိုဝေဝေဆာဆာဖြစ်အောင်လှူဒန်းပူဇော်ပြီးတော့စုတောင်းပေးပါလို့ဒါရရလေးလေးပေးလိုက်ရပါတယ်။ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။အောက်ဘက်မှာ comment လေးတွေနဲ့အားပေးခဲ့ပါအောင် like share လေးတွေနဲ့ကူညီပံ့ပိုးပေးခဲ့ပါအောင်ခင်ဗျာ။